ကဲမင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့80ဆိုတော့ကျွန်တော်ပရိတ်ကတော့18ပရိတ်တော့ရှင်းပြလိုက်တယ်ပေါ့နော်ဒီပရိတ်လည်းကတော့ဆက်ပေးတော်တယ်ဗျ ်တတိုးလည်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျမချူတဲ့နေကောင်းပြီလားတဲ့နေရတော့ကျွန်တော်ဖြစ်နေရတော့မျက်လုံးဖြစ်တာပေါ့နော်မျက်လုံးမကောင်းတာပါဗျဟုတ်ကဲ့ပါဒီနေ့မှလည်းကျွန်တော်ဝမ်းချိန်နဲ့ကြီးနဲ့တွဲရင်ပြီးပေါလိပေါ့နော်ကိုမတို့ကလည်းကြိုက်နှစ်သက်မှုရှိမှလည်းသုံးပြဘာကြီးလဲတာလီဆွပါတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာ ရင်သေးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျစီတူးတဲ့မြန်ကျမ်းပါပါစီဗျာတဲ့ဟုတ်ကဲ့ပါဗျာနော်ပြည့်တဲ့သူနဲ့ပြည့်တုံပါစီဗျာဒါဆိုကျွန်တော်ဒီမှာပေါ့နော်9ရက်3ရက်ပေါင်းချင်းဒီ6ရက်နဲ့ဒီက1နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါတီ4 9လေးဒီကျွန်တော်တို့ဒီမှာအချိန်ဗျာတော့ဒီမှာ9လေးအချိန်မှာ2 9ထွက်တော့9ထီတယ်ဗျာ ။ဒါကြောင့်ဒီမှာနောက်တစ်ပင်ပေါ့နော်။6ရဲ့8ရဲ့ပေါင်းကျင်းဒီခွန်ခွန်နဲ့ဒီရက်1နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းကျင်းဒီ8ဖြစ်လို့ရှစ်ရဲ့ပါဝါဒီ3ရှစ်3ဒီကျွန်တော်တို့ဒီမှာအချိန်မြတ်ပြောဒီမှာရှစ်3အချိန်မှာလဲ3နှစ်ထွက်တော့3ထီတယ်ဗျငါပြောတယ်မနေ့တက်ကောင်းလားတဲ့ကျွန်တော်ရဲ့ website ထဲမှာတော့တက်တော့မပါဘူးပေါ့နော်ကိုမတို့ໃຊနေတက်မှုရှိတာကိုပဲသုံးပါဗျ ။ဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီနှစ်ရဲ့ရှစ်ရဲ့ပေါင်းချင်းဒီ၃ညာ၃ညာနဲ့ဒီက၉နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းချင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီလေး၉လေးဒီလေကျွန်တော်တို့ဒီမှာအချိန်ပြဒီ၉လေးအချိန်မှာလဲ၉၃ထွက်တော့၉ထီတယ်ဗျ။ ဒါဆိုကြောဒီမှာလဲနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ3ရဲ့1ရဲ့ပေါင်းချင်းတီ၄၄နဲ့တရား3ညာနဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းတီ၄ဖြစ်လို့၄ရဲ့ပါဝါတီ9 6 9တီလဲကျွန်တော်ဒီမှာအချိန်မြဒီ6 9အချိန်မှာလဲ60ထွက်တော့ကျွန်တော်တို့9ထီတယ်ဗျဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ၃ညရဲ့၉ရဲ့ပုံချင်းဒီ၉၉နဲ့ဒီက၆နဲ့ပုံတော့၅ဒီ၃လုံးပုံချင်းဒီ၅ဖြစ်လို့ ငါရဲ့ပါဝါတီ၃ညာငါ၃ညာဒီကျွန်တော်ဒီမှာအချက်မြတ်ဒီငါ၃ညာအချိန်မှာလဲ၃ညာ၉ထွက်တော့၃ညာထီတယ်ဗျအားလုံးမဲဒီဝမ်းကျိန်းလိုင်းလေးနားလဲမလို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်သက်မှုရှိမှလဲ၃ဒါဆိုရင်ကျွန်တော်ဒီနေ့မှာဝမ်းကျိန်းဒီ၉ရဲ့ခွင်ရဲ့ပေါင်းချင်းဒီ၆၆နဲ့ဒီအနှစ်နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါတီ၃၈၃ဒီကျွန်တော်ဒီမှာအချိန်မြတ် ကျော်ဒီနေ့မှာ1ကျင်းဒီ8 3အချိန်ပေါ့နော်ကိုမတို့ကျိုင်းနေတတ်မှုရှိရင်လည်း3ပေါ့နော်ကျော်ဒီမှာ9 3 1ပေါင်းချင်း6ဖြစ်လို့6ပါဝါလေး6လေးအချိန်မှာ2 6ထွက်တော့6ထီတယ်နောက်တစ်ပင်ဒီ6 8 1ပေါင်းချင်းဒီကျော်တို့8ဖြစ်လို့8 3အချိန်မှာလည်း3နှစ်ဆိုတော့3ထီလေဗျနောက်တစ်ပင်ဒီ2 8 9ပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါလေး6လေးအချိန်မှာလည်း6 3ဆိုတော့6ထီတယ် နောက်တစ်ပင်ဒီ3139ပေါင်းချင်းဒီ4ဖြစ်လို့4ပါဝါကို49အချိန်မှလဲ90ဆိုတော့9ထီတယ်ဗျနောက်တစ်ပင်ဒီ3996ပေါင်းချင်းဒီ5ဖြစ်လို့5ပါဝါ39 939အချိန်မှလဲ39ဆိုတော့39ထီတယ်ဒါကြောင့်မို့ဒီနေ့မှာ1ချင်းဒီ9ရဲ့ခွန်ရဲ့2ရဲ့ဒီ3လုံးပေါင်းချင်းဒီ10ဖြစ်လို့10ပါဝါဒီ383ဒီအချိန်မှဗျ ဒါဆိုကျတော့သူနဲ့တွေ့ရမယ့်ဝမ်းကျင်းပေါ့နော်ဒီ၃နှစ်ကလေးဆက်ပြီးတော့မှန်ခဲ့တဲ့ဟောပေါ့နော်ပြဒီမှာ၃ရက်၁ရက်၈ရက်ဒီ၃လုံးပုံချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါတီခွန်းနှစ်ရဲ့နက်ခတ်တီလေးနှစ်ခွန်းလေးဒီကျော်ဒီမှာကြီးပေါ့နော် ကျော်ဒီမှာ၈၃အချင်းကို2ခွန်၄ကီးနဲ့တွဲရင်ကျော်ဒီမှာ2ခွန်၄ကီးက3နှစ်ဆိုတော့ကျွန်တော်တို့နှစ်ထီတယ်ဗျ။၈၃အချင်းနဲ့2ခွန်၄နဲ့တွဲရင်ဒီက3ဒီက2နဲ့3နှစ်ဆိုပြီးတော့ထွက်တယ်။ဒါဆိုကျတော့ဒီမှာနောက်တပင်ပေါ့နော်။နောက်တပင်ဒီ၈ရဲ့9ရဲ့ပေါင်းခြင်းဒီခွန်ခွန်နဲ့ဒီက1နဲ့ပေါင်းတော့၈ဒီ3လုံးပေါင်းခြင်းဒီ၈ဖြစ်လို့ ရှေ့ရဲ့ပါဝါတီ3ရှေ့ရဲ့နက္ခတီ2 8 3 1တီကီပေါ့เนาะကျွန်တော်ဒီ8 3 1ကီမှာ9 3ထွက်တော့3ထီတယ်ဗျဒီမှာလဲကျွန်တော်တို့ကိုးလေးအချင်းနဲ့73တင်းနဲ့တွဲရင်ပြီးပါပေါ့နော်ဒီရ6ဒီရ3နဲ့63ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်8ရဲ့3ညရဲ့ပေါင်းချင်းတီ6 8နဲ့ဒီရ6နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းတီခွန်းဖြစ်လို့ ခွင်ရဲ့ပါဝါတီနဲ့ခွင်ရဲ့နှက်ခတ်တီတုံညာခွင်နှစ်တုံညာဒီကျွန်တော်ဒီမှာကြီးပေါ့နော်ဒီခွင်နှစ်တုံညာကြီးမှာလဲ60ထွက်တော့ကျွန်တော်တို့တုံညာထီတယ်ဒီမှာလဲကျွန်တော်တို့၄ကိုအချင်းကိုခွင်နှစ်တုံညာကြီးနဲ့တွဲရင်ပြီးပေါ့ဖြစ်တယ်ဒီရ6ဒီရ3တုံညာနဲ့60ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကြောဒီမှာလဲနောက်တပင်ပေါ့เนาะ1ရဲ့6ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရဲ့ခွန်းနဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့ လေးရဲ့ပါဝါတီကိုလေးရဲ့နှက်ခတ်တီနဲ့လေးကိုနှစ်တီကျွန်တော်ဒီမှာကီးပေါ့နော်ဒီလေးကိုနှစ်ကီးမှာလဲ၃ည၉ထွက်တော့ကျွန်တော် တို့၉ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့၅၃ညအချိန်နဲ့လေးကိုနှစ်ကီးနဲ့တွဲရင်ပြီပေါ့ဖြစ်တယ်ဒီက၃ညဒီက၉နဲ့၃ည၉ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်တို့ဒီမှာ9ရဲ့2ရဲ့ပေါင်းချင်းတီ1နဲ့ဒီရဲ့8နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတီ9ဖြစ်လို့ ကိုရဲ့ပါဝါတီလေးကိုရဲ့နှက်ခတ်တီ6ကိုလေး6တီကြီးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့73အချိန်နဲ့ကိုလေး6နဲ့တွဲရင်တော့အပေါ်ပင်နေမှာတော့အပြည့်ပေါက်ပေးတယ်ပေါ့နော်တွဲမယ်ဆိုရင်69864639436ဆိုပြီးတော့ကဏန်း6ွက်ရတယ်ဗျဒါဆိုကျွန်တော်ဒီမှာ break line လေးပြပေးမှာပေါ့နော် တိတ်ကတော့ကျွန်တော်ဒီမှာဒီ63ကတည်းကမှန်ခဲ့တာဗောနော်မှန်ထားတာတော့ကျွန်တော်တို့63ရဲ့90ရဲ့39ရဲ့ဆိုပြီးတော့3ချိန်တော့မှန်ထားတဲ့ break line ဗောနော်ကို၈၃ညပေါ့နော်ဒီ၃လုံးပုံချင်းခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနဲ့ခွင်နှစ်တီကျွန်တော်ဒီမှာ break ပြ တော့ပြိတ်ဒီခွန်းနှစ်ပြိတ်ပေါ့နော်ခွန်းနှစ်ပြိတ်မှာ9 3ဆိုတော့နှစ်ပြိတ်ထွက်တယ်ဒီမှာတော့ကျွန်တော်တို့6လေးအချိန်ကိုပဲကျွန်တော်တို့ခွန်းနှစ်ပြိတ်ရအောင်တွဲရင်လဲကျွန်တော်တို့6နဲ့နှစ်ပြိတ်ဆိုရင်9 3ပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီနှစ်ရဲ့1ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရဲ့6နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ ိုးရဲ့ပါဝါတီလေးကိုးလေးဒီကျွန်တော်ဒီမှာပြိတ်ပြဒီကိုးလေးပြိတ်မှာလဲ90ဆိုတော့ကျွန်တော်တို့ကိုးပြိတ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့၄ကိုးအချဲ93ကီတွဲရင်လဲပြီးပေါ့ဖြစ်တယ်ပေါ့နော်ပြိတ်ဒီကျွန်တော်တို့ကိုးလေးပြိတ်ဆိုတော့ပြိတ်နဲ့ထက်တူကြတာဒီကျွန်တော်တို့90ဆိုပြီးပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ3ရဲ့9ရဲ့ပေါင်းကျင်းတီနဲ့2နဲ့ဒီရဲ့2နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းကျင်းတီ4ဖြစ်လို့ လေးရဲ့ပါဝါတီကိုလေးကိုဒီကျွန်တော်ဒီမှာပြိပြဒီ၄ကိုပြိမ့်မှာလဲကျွန်တော်တို့၃ညာ၉ဆိုတော့၉ပြိမ့်ပေါ့နော်ဒီမှာလဲကျွန်တော်တို့၅၃ညာနဲ့၄ကိုနဲ့၄ကိုနှစ်နဲ့တွဲရင်လဲပြီးပေါ့ဖြစ်တယ်ပေါ့နော်ပြိမ့်ကကျွန်တော်တို့၄ကိုပြိမ့်ဆိုတော့ကျွန်တော်တို့၃ညာ၉ဆိုပြီးတော့၉ပြိမ့်ပြဒါဆိုရင်ကျွန်တော်ဒီနေ့မှာပြိမ့်လိုင်းလေးဒီ၃ညာရဲ့ခွင်ရဲ့၃ညာရဲ့ဒီ၃လုံးပေါင်းချင်းဒီခွင်ဖြစ်လို့ခွင်ရဲ့ပါဝါဒီနဲ့ခွင်နှစ်ဒီကျွန်တော်ဒီမှာပြိမ့်ပေါ့နော် အားလုံးပဲနားလည်မယ်လို့ထင်တယ်ဗျဒါကတော့ကျွန်တော်တို့ထပ်ပေးသွားမယ်ဆိုရင်တော့ပရိသတ်ခွန်နှစ်ပရိသတ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့၈၃အချိန်ကို၉၄၆နဲ့တွဲရင်အပြည့်ပေါက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ပရိယဆိုရင်ကျွန်တော်တို့ဒီမှာတွဲမယ်ဆိုရင်၈၃နဲ့ကျွန်တော်တို့၉၄၆နဲ့တွဲရင်၈၉ဆိုတဲ့ခွန်ပရိသတ်ရှင်းလေးဆိုတဲ့နှစ်ပရိတ်ပေါ့နော်၃နဲ့ဆိုလဲကျွန်တော်တို့၃၉ဆိုတဲ့နှစ်ပရိတ်၃လေးဆိုတဲ့ခွန်ပရိတ်ပြ ိုမလိုကျိနှစ်တက်မှုရှိရင်တော့၃ပေါ့နော်တူဒီမှာတော့ပိုင်ရလို့တော့မရှိဘူးဘရိတ်လိုင်းဒီကျွန်တော်ဒီဘရိတ်လိုင်းလဲတွေးထားတာဖြစ်တယ်နောက်ထပ်ဘရိတ်လိုင်းတစ်လိုင်းလဲကျွန်တော်ရှင်းပြမှာပေါ့နော် ပရိတ်ကတော့ကျွန်တော်ဒီမှာပေါ့နော်3 19ပေါ့နော်ဒီ3လုံးပုံချင်းတည်လဲ3ဖြစ်လို့ကျွန်တော်ဒီမှာဒီ3 8 5ပရိတ်ဆိုလဲ3 2ဆိုပြီးတော့5ပရိတ်ပေါ့နော်နောက်တစ်ပင်တည်လဲ8ရယ်9ရယ်3ရယ်ဒီ3လုံးပုံချင်းတည်ခွန်ဖြစ်လို့ခွန်ပါဝါ2ခွန်နှက်ခတ်3ညပေါ့နော်ခွန်နှစ်3ညပရိတ်မှာလဲ9 3ဆိုတော့2ပရိတ်ပြနောက်တစ်ပင်တည်8 3ညပုံချင်းတည်4ဖြစ်လို့ လေးပါဝါ6လေးနှစ်ခက်နှင်း69နှစ်ပြိဆိုလဲကျွန်တော်ဒီမှာ60ဆိုတော့6ပြိပြနောက်တစ်ပြင်ဒီ1ရ6ရ2ရဒီ3လုံးပေါင်းကျင်းဒီလဲ6ဖြစ်လို့ကျွန်တော်ဒီမှာဒီလဲ6လေး6ပြိပေါ့နော်6လေး6ပြိမှာလဲ3ည6ဆိုတော့6ပြိဒါဆိုကျွန်တော်ဒီပြိလဲဆက်ပြသွားနိုင်ရင်6နှစ်3ညပေါ့နော်ဒီ3လုံးပေါင်းကျင်း1ဖြစ်လို့1 6 8ပြိလဲဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ ဒီပရိတ်လိုင်းကိုပဲဦးစားပေးပြီးတော့ရွေးချယ်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ73အချင်း946အချင်းဒီပေါ့နော်တွဲရင်လည်းအပြီးပေါ့လည်းပေးနေတယ်ဒီပရိတ်လိုင်းနဲ့ဆိုရင်တော့ပို့ပြီးတော့ကိုက်ညီမှုရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့ဒီခွန်းနှစ်ပရိတ်လိုင်းကိုပဲဦးစားပေးပြီးတော့စီပေးလိုက်ပါတယ်ဗျ တူဒီမှာအပိုင်ရလို့တော့မရှိဘူးပေါ့နော်အမှန်အမှန်ရှိတဲ့ဖြစ်တဲ့အတွက်ကိုမတို့ကလည်းမိမိငွေနဲ့မိမိချင်းချင်းပြီးတော့ပဲကစားပါလို့ပဲအကြံပေးချင်ပါတယ်ဗျဘာပဲဖြစ်ဖြစ်ကျွန်တော်အတွက်ပြတဲ့ကဏ္ဍလေးဒီပေါက်ကဏ္ဍလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကဏ္ဍတီလည်းဆန်နိုင်တမိနဲ့ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ဒီလည်းကိုမတို့ကလည်း subscribe နဲ့ပြဖို့တောင်းဆိုပါလေဗျအားလုံးပဲကြံကောင်းကြပါစေ bye bye see you ပါအားလုံးပဲ Hmm? Ma, kita ni kalau semua, saya tak mahu ayah